ကဲကျွန်တော်ဒီ Devil Channel လေးကိုအစင်တသက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်မတွေအားလုံးစိတ်အချမ်းသာကြီးကိုကြည့်ကြပါကြနဲ့ပြည်တုံနဲ့ညနေခင်းလေးဖြစ်ပါသည်လို့ကျွန်တော်ဒီ Devil Channel ကနေပြီးတော့ရှေးဥထမသွားစုမုံကောင်းတောင်းပေးပါရယ်ဗျကဲဟုတ်ပြီညီကိုတွေဒီ season လေးကတော့ကျွန်တော်တို့ United လူငယ်လေးတွေအတွက်တင်းကောင်းပေါ့နော်အဲ့ဒါကတော့တခြားမဟုတ်ဘူးကျွန်တော်တို့ဒီရှီရင်သွဲကျွန်တော်အသင်းမှာရှီရင်သွဲလူငယ်လေးတွေကအကယ်ဒမီကလူငယ်လေးတွေကပို့ပြီးတော့ဒီထက်ပို့ပြီးတော့ပွဲထွက်ကစားကွင်းတွေအများများရလာလိမ့်မယ်လို့ ျွန်တော်နီးပြအန်မိုရင်းကပြောခဲ့တယ်ပေါ့နော်မင်းတို့ပူကျိုးစားအဲဆိုရင်ငါတို့အနေနဲ့မင်းတို့ကိုပွဲကစားခြင်းမိနစ်တွေအများကြီးပေးမယ်ဆိုတဲ့သဘောမျိုးပဲညီကိုလေးနော်ဒါကလည်းတခြားမဟုတ်ဘူးကျွန်တော်ရှေ့မှာပြောခဲ့တဲ့ AFC U မှာကျွန်တော်တို့ဒီကကစားသမားကျွန်တော်တို့အန်မူမူရဲ့ကျွန်တော်တို့မဲဇာရာအီရဲ့အဲကျွန်တော်တို့ရဲ့အာမက်ရဲ့ကိုကျွန်တော်တို့ကလက်လွတ်ရမယ်အဲ့အခြေအနေမှာရှေ့မှာလည်းကျွန်တော်တို့ကစားသမားပြောရမယ်ဆိုအရန်ကစားသမားအင်အားအနေနဲ့ကျွန်တော်တို့အသင်းကတခြားအသင်းတွေထက်တော်တော်လေးကိုအားနေတယ်ညီကိုလေးနော်အဲ့တော့ခါကြတော့ အဲဒီကစားသမားတွေပဲလက်ပတ်သုံးနေမယ်ဆိုရင်ကျွန်တော်တို့အတင်းနဲ့ဒဏ်ရာတွေရလာနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့အတင်းနဲ့ပွဲပန်းမှုဒဏ်တွေကိုခံရနိုင်တယ်ညီကိုတွေလည်းသိတဲ့အတိုင်းပဲကျွန်တော်ဒီဇင်မှာပွဲချက်ဆိုတာက၃ရက်တပွဲလိုမျိုးတွေကန်နေရတဲ့အခြေအနေတွေမှာကျွန်တော်တို့အတင်းရဲ့ကစားသမားတွေပို့ပြီးတော့ပွဲပန်းမှုဒဏ်တွေပို့ပြီးတော့ခရီးပန်းမှုတွေပို့ပြီးတော့ဒဏ်ရာရမှုတွေအဲ့ဒါတွေအများကြီးကြုံလာနိုင်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှရှီရင်းစွဲလူငယ်လေးတွေရောကျွန်တော်တို့အတင်းကအကယ်ဒမီကစားသမားတွေရောကိုပို့ပြီးတော့ဒီထက်မှာက ပွဲကစားခွင့်ညအများကြီးရလာလိမ့်မယ်ဆိုပြီးတော့အတည်ပြုလိုက်တယ်ပေါ့နော်ကဲဟုတ်ပြီညီကိုရေဒီဟာလေးကတော့ပထမဦးဆုံးတယောက်နဲ့ကျွန်တော်တွားကြည့်မယ်ပေါ့နော်ပထမဦးဆုံးတယောက်ကတော့ကျွန်တော်တို့လူရှောရဲ့နေရာမှာကစားတယ်ကျွန်တော် RB နေရာမှာကစားတယ်ကျွန်တော်တို့ Serobodinu ကနေပြီးတော့ဒီယာဒီမစပြီးတော့ခေါ်ထားတဲ့ဒီယိုကိုလေုံပေါ့နော်သူကတော့ကျွန်တော်တို့အသက်နေနဲ့ကတော့ကျွန်တော်တို့16နှစ်ဝင်းကျင်လောက်ပဲရှိသေးတယ်အဲဒါပေမဲ့လည်းကျွန်တော် United အသင်းကြီးမှာတော့သူ့အနေနဲ့ပွဲကစားခွင့်တော့အပြည့်ဝတော့မရထားသေးဘူးပေါ့နော်ဒါပေမဲ့ အုံမောက်ပွဲဝက်ဆန်ပွဲခြိဆန်းပွဲတွေမှာတော့သူ့အနေနဲ့အဲပွဲကစားချိန်မိနစ်လေးအနည်းငယ်တော့ရခဲ့တယ်ပေါ့နော်ဟုတ်ပြီသူ့ရဲ့ agent ကသူ့ရဲ့ agent ကလည်းဒီပြလိုက်တယ် main line နဲ့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကြိုးစားဒါဆိုရင် main line နဲ့ပွဲကစားကိုပူရလိုက်နေပူရလာလိမ့်မယ်ဆိုပြီးတော့လည်းပြောခဲ့တယ်ပေါ့နော်ဟုတ်ပြီသူကတော့ကျွန်တော် United အသင်းကြီးမှသာမပါရသေးတာ United မှာတော့သူကကစားခဲ့ပြီးပြီးလေးဘွယ်ကစားထားမှာတကိုးတိတိတွင်းပေးထားတဲ့ကစားသမားပေါ့နော် ါပေမဲ့ဒီကစားသမားလေးကိုကျွန်တော်တို့ကယူရိုတသန်းလောက်နဲ့ရခဲ့တယ်ဒါပေမဲ့ဒီကစားသမားကိုလိုက်တဲ့အချိန်မှာကျွန်တော်တို့တသိန်းနဲ့မဟုတ်ဘူးဗျာဒီကစားသမားရဲ့အရေးချင်းကိုတီးတဲ့အသင်းတွေရှိရဗျာအာဆင်နယ်တို့မန်စီးတီးတို့ကလည်းသူ့ကိုလိုက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ယူနိုက်တက်ကလက်အုံးမှုယူပြီးတော့ဒီကစားသမားလေးကကျွန်တော်တို့အသင်းကိုရောက်လာခဲ့တဲ့ကစားသမားပေါ့နော်ကဲဟုတ်ပြီညီကိုရေနောက်တစ်ယောက်ကတော့ကျွန်တော်တို့ချီရိုအိုဘီပေါ့နော်သူက18နှစ်ပဲရှိသေးတယ်သူကတော့အာဆင်နယ်ရဲ့အကယ်ဒမီထွက်ကစားသမားလေးအာဆင်နယ်အသင်းမှာဆိုရင်တော်တော်လေးကိုဒီကစားသမားလေးကခြေစွမ်းပြတဲ့ကစားသမား ပွဲ20ပဲကစားရတော့မှ तू ကဂိုး32ဂိုးလောက်ကိုတွင်းပြစ်တာဗျာ U18 မှာဆိုရင် तू ကတော်တော်ကျန်းတယ်သူ့တက်ခုမှ18နှစ်ပဲရှိသေးတယ်အဲ့ချိန်တော့ U18 မှာဝင်ကစားနေပြီ striker ကစားသမား तू ကတော့အရက်ကတော့ကျွန်တော်တို့6ပြည်နှစ်လောက်တည်းရှိရပေါ့နော်အဲစောနာကစားသမားကတော့ကျွန်တော်တို့ကျွန်တော်စောနာပြောခဲ့တဲ့ကျွန်တော်တို့အဒီကိုလေယုံကတော့အရက်ကတော့9ပြည်30ဝင်းကျင်လောက်ပဲရှိရပေါ့နည်းနည်းလေးအရက်လေးနည်းနည်းလေးပူရတဲ့ထဲမှာတော့ပါတယ်ပေါ့နော် तू တို့ရဲ့ရမောင်းရင်းနဲ့ဆိုရင်တော့ဟုတ်ပြီဒီ ကျွန်တော်တို့ OB ကတော့တော်တော်လေးကိုအရင်မောင်းလဲမစိုးပြောမစိုးလို့ပြောလို့ရတယ်6ပြီ2လက်မလောက်ရှိရဲ့ striker တယောက်ပေါ့နော်ကျွန်တော်တို့အတင်းအနေနဲ့ကရှိမှပြောခဲ့သလိုပဲအဲပြောရမလို့မယ်ဆင်မောင်းကိုအထောင်ထားဆိုရင်လည်းကျွန်တော်တို့အတင်းအနေနဲ့ဆင်မပြေဘူးဂျီဇီကိုလည်းဒီပြမုံရင်းတိတ်မကြိုက်တဲ့အနေထားမှာကျွန်တော်တို့အနေနဲ့အလဲကြလိမ့်မယ်ဖြစ်လာမလားဆိုလဲစောင့်ကြည့်ရမယ်ပေါ့နော်ဒီကြောက်ဆိုရလဲညီကိုတို့တွေးမှထက်တာဗျာပွဲကစားခွင့်ရမှဒီကစားသမားတွေဆိုရလဲခြေသွမ်းပါညာဆိုကျွန်တော်တို့သိရမှာ ဲ့တော့ခါကြတော့ကျွန်တော်တို့အသေးအနေနဲ့ကဖြစ်နေတာကကျွန်တော်တို့မှာပရီးမီးယားလိတခုတည်းပဲကစားသလိုဖြစ်နေတယ်အဲဖလားပွဲတော်တော်များများကလည်းကျွန်တော်တို့အသင်းကမရှိဘူးဖြစ်နေတာပေါ့နော်အဲ့တော့ခါကြတော့ဒီကစားသမားလေးတွေကပွဲကစားဝင်တော့ပျောက်ဆုံးနေတယ်ဘာဖြစ်ပါညီကိုတွေဒီကစားသမားလေးကလည်းကျွန်တော်တို့အတော်တော်လေးကိုကောင်းတဲ့ကစားသမားပါနောက်တစ်ခုကတော့ကျွန်တော်တို့သူကရက်ကတော့6ပြီ2လက်မှရှိခဲ့အဲညာချီအာတန်ကစားသမားပေါ့နော်ဟုတ်ပြီကျွန်တော်တို့သူ့အနေနဲ့ကအာဆင်နယ်အသင်းမှာဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့တယ် ပွဲက20ပဲကစားတော့မှ32ခုသွင်းတယ်ကျွန်တော် United အသင်းတွေလည်းသူကအဲ2024 2025ရာသီမှာစပြီးတော့ရောက်ခဲ့တာပေါ့နော်အဲ sorry 2024 2025ရာသီမှာအသင်းကြီးမှာစပြီးပါဝင်တဲ့မှာ10ပွဲထီကိုပါဝင်ပတ်သက်ထားတယ်ပေါ့နော်သူကတော့ကျွန်တော် United အသင်းကို2024 2025ရာသီမှာ U18 ကနေပြီးတော့ U19 U21 ကနေပြီးတော့တက်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 လာတာဗျာတက်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 လာပြီးတော့ကျွန်တော် United အသင်းမှာဆိုရင်အခုဆိုရင်အသင်းကြီးထီကိုသူကတက်လန်းလာနိုင်တဲ့ကစားသမားတစ်ယောက်ပေါ့နော် ကဲဟုတ်ပြီနောက်တစ်ယောက်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ sorry academy တို့ပေါ့နော်ဒါလေးကတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ် Jane Ori ပေါ့နော် Jane Ori ကိုလည်းတော်တော်လေးကိုအဲ United ရဲ့တာဝန်ရှိသူတွေရောနီးပြ MO တွေကတော့တော်တော်လေးနှစ်သက်တယ်အသင်းနဲ့တူတူ first trainee မှာတောင်မှ၃ချိန်တတီကိုသူ့ကိုစင်ခိုင်းနေပြီလို့သိရတယ်အသင်းကြီးရဲ့ squad ထဲမှာမကြခင်ပါလာမလားဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ရှီယာလက်စီပေါ့နော်သူကတော့18နှစ်ပဲရှိသေးတယ်သူကလည်းအိုက်တိုင်းပဲ ျွန်တော်တို့ United အသင်းကြီးရဲ့ trainee တွေမှာသူ့ကိုဝင်ပြီးတော့ပါဝင်ပတ်သက်ပြီးတော့ပေါ့နော်သူ့ကိုစင်ခိုင်းနေပြီလို့သိရတယ်အဲ့တော့ခါကျတော့ကျွန်တော်တို့ United အသင်းကရှေ့မှာပြောခဲ့တယ်ကျွန်တော်တို့အသင်းကဒီဇင်ဘာ22ရက်နေ့ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ရဲ့အဓိကကစားသမား3ယောက်ကိုရှစ်ပွဲတိတိကိုကျွန်တော်တို့ကဆုံးရှုံးရမယ့်အနေထားပေါ့နော်ရှစ်ပွဲ9ပွဲဝင်းကျင်ပေါ့နော်အဲ့လောက်ဝင်းကျင်ကိုကျွန်တော်တို့ကဆုံးရှုံးရမယ်သူတို့အနေနဲ့က အပြန်ပါလာတိတိုင်အောင်ပွဲပန်းမှုတန်းနေပါရင်းနဲ့ကျွန်တော်တို့နောက်ပိုင်းပွဲတွေမှာလည်းပြောရမယ်ဆိုရင်ကျွန်တော်တို့အတင်းနဲ့တူတူပေါ့နော် trainee တွေပူးပေါင်းမှုဆိုတာလည်းတိတ်တော့မလွယ်ကူဘူးပေါ့နော်နောက်တစ်ခုကတော့ဒါပေမဲ့ကံကောင်းတာတစ်ချက်ကကျွန်တော်တို့အဲ့အချိန်မှာကျွန်တော်တို့ January စောင်းရသည်ပေါ့နော် transfer market လေးတော့ဖွင့်ပြီပေါ့နော်အဲ့အချိန်မှာတော့ကျွန်တော်တို့ United အတင်းကိုအဲ ကစားသမားအစ်စ်တွေလည်းရောက်လာနိုင်သေးတယ်ဗောနော်အဲ့အချိန်ကိုကျွန်တော်တို့ချက်ဆောင်ကြည့်ရမယ်ဘာဖြစ်ဖြစ်ပါကျွန်တော်တို့လူငယ်လေးအနေနဲ့ကတော့ဒါသူတို့တော့မဟာခွင့်ရေးပဲဗောနော်အသင်းကြီးမှာသူတို့ပါဝင်ပတ်သက်ဖို့ဥရောပဆင်မြင့်ဗောနော်ဒီလိုမျိုးအဲဥရောပအသင်းတွေစောင့်ကြည့်ခြင်းခံရဖို့ဥရောပဝင်ကွင်းတွေတနေရာအတွက်သူတို့လည်းတိုက်ပွဲဝင်ရမယ်ဆိုတော့ဟာဒီကသူတို့တော့ကတော်တော်လေးကိုကောင်းပါတယ်ဗောနော်ကဲဟုတ်ပြီညီကိုလေးကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပဲဗောနော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတယ်ညီကိုမောင်တယောက်ချင်းနေရအောင်ကျွန်တော်နဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဗျကဲဟုတ်ပြီကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နဲ့ဘူးเนาะ